ားလုံးပဲမင်္ဂလာပါရှင်။မြန်မာနောက်ဝက်ချန်နယ်ကနေရွှေထီးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီချန်နယ်လေးကနေပရိသတ်များစိတ်ဝင်စားမဲ့ဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာပရိသတ်ကြီးနားဆင်ရမယ့်ဇာတ်လမ်းလေးကစာရေးဆရာနောင်ရွတ်စေးရေးသားထားတဲ့အယူသူတော်နဲ့ထိတ်ပြောင်ပြောင်တဆေကြီးဇာတ်လမ်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မနက်ခင်းအချိန်ပြည်သာရွယ်ဇေဒန်လေးစီမှာ အဖြစ်ပြက်တစ်ခုကိုတခုတ်တရပြောဆိုနေကြပါတယ်။ဒီဈေးတန်းလေးကရွာဈေးတန်းလေးဖြစ်ပြီးတော့ဈေးဆိုင်ကလေးတွေက၄-၅၀ဆိုင်ပဲရှိတယ်။ဒါပေမဲ့တရွာလုံးကအခုလိုမနက်ပိုင်းအချိန်ဆိုရင်တော့ဈေးတန်းလေးစီမှာစုပြုံရောက်ရှိလာပြီးဈေးဝယ်သမှုပြုတ်ရေးစကားဆက်မီပြောဆိုတတ်ကြတယ်။အခုကညာတော့ကနွားပွဲစားထေကျော်တို့ရေကုန်းရွာကနေနွားဆွဲပြီးပြန်လာကြရင်ရေကုန်းနဲ့သူတို့ပြည်သားအခြားအတုတ်တက်အပြက်စီပါကြုံခဲ့ရတဲ့အဖြစ်ပြက်ကို အခုမနဲ့ဈေးနှန်းစီမှာပြန်ပြောင်းလို့ပြောဆိုနေကြတာပဲဖြစ်ပါတယ်တကယ်ပါတော့ကိုထေချိုတို့လူစုညာတော့သူတို့ကြုံနေတာကိုပြန်ပြောပြတာကြုတ်ဖြစ်စက်တိတ်တဖြင်းဖြင်းကိုထလို့အဲ့ဒီလူကြီးဟာထိတ်ပြောင်ကြီးတယ်တော်ရဲ့အရဲ့ကြီးကလည်းအရှိကြီးပဲတဲ့ပြီးတော့အုတ်ကူပြပွားနဲ့သူတို့ရီပြနေတာဆိုပဲညာတော့ထင်ကျော်တို့ပြောပြတာကိုကိုရန်ကိုကြနားထောင်ကြရတဲ့မိမကြီးတယောက်ကပြောပြတယ်ကြားရတာနဲ့တကယ်ကိုစက်တိတ်ထမိပါတယ်မပူရဲ့ ဟုတ်တယ်ဆိုမိချိုရဲ့ငါသာဆိုလေအဲ့ဒီနေရာမှာတဲ့လဲစီသွားမိမလားပဲကိုတင်ကျော်တို့ကအဲ့ဒီလူကြီးကိုတွေ့တော့ဘာလုပ်ခဲ့ကြသေးတော့ဘာလုပ်ရမလဲတော့သူတို့လည်းအရက်ကလေးကခတ်ထွေထွေဆိုပေမဲ့အခုလူကြီးကြုံလာတော့အစတော့တော့ရောက်တာကြောင်မီကြည့်နေမိရတဲ့ပြီးလဲပြီးတော့ဟိုကဗစက်ကဝူဝဝအော်ပြီးအုတ်ကူပေါ်ကနေဆင်းလိုက်တော့တဲ့အဲ့တော့ထွက်ပြေးကြတာဆွဲလာတဲ့နွားတော်ကြည့်ခဲ့တယ်တဲ့လေအခုမနက်မှသွားဆွဲကြလေတဲ့ မိမတွေအားလုံးမချစ်မရဲပုံစံတွေဖြစ်ကုန်တယ်။ပြီးတော့အเจ้าနေရာဆက်ဆက်ပြီးနောက်ထပ်နောက်ထပ်အเจ้าတွေကိုဆက်လက်ပြောကြတယ်။နေ့လယ်ပိုင်းအချိန်ထေကျော်တရားမင်းရဝဲဦးလာတဲ့ရေကုန်းရွာနွားကိုအခုမနက်မှမှ လူစုပြီးတုတ်တန်စီရနဲ့သွားဆွဲလာခဲ့ကြတယ်။နွားကတုတ်တန်ထဲမှာပျောက်နေသေးလို့လိုက်ရှာရသေးတယ်။ဒါကြောင့်လည်းနေတော်မြင့်ပြီးအခုမနက်ကမှပြေးအောင်လာခဲ့တာ။ရောက်ရောက်ချင်းမှပဲနွားကိုအိမ်အဝေးစီမှာပဲရေချိုးပေးပြီးတယောကမိုးရီတွေနဲ့ပတ်ဖြန်းကာ မမောက်တာတွေပြန်တတာတွေလုပ်နေတယ်။သူ့အပေါင်းအသင်းဖြစ်တဲ့ငတိုးနဲ့တင်ဝင်းတို့ကလည်းလက်ကူကန်ကူပေးလိတယ်။ထင်းကျော်ကြီးထင်းကျော်ဗျာခေါ်တာကြောင့်ထင်းကျော်ထူရင်လှည့်ကြည့်မိတယ်။ရွာတောင်ချီကဥမွေမောင်ကိုခေါင်းပေါင်းကြီးပေါင်းရက်သားတွေ့လိုက်ရတယ်။ဒီလူကြီးကတောင်ချီစီမှာတယောက်တည်းနေတယ်လို့ဖြစ်ပြီးရွာတဲ့ကိုတော်ရုံတန်ရုံရောက်မလာတတ်ဘူး။အခုမှဘဲရဘယ်လိုအာယုံရပြီးရောက်လာလဲမသိဘူးဆိုပြီးထင်းကျော်တွေးလိုက်မိတယ်။ ။ဦးငွေမောင်ကထင်ကျော်တို့အနားကိုရောက်လာတယ်။တေဝင်းကဦးလေးငွေမောင်မလာစဘူးအလာထူးပါလား။ဘယ်ရောက်ဘလို့ရောက်လာတာတော့ဘာရှိလို့တော့။အေးရွာထဲလာရင်ထင်ကျော်စီကိုကိစ္စရှိလို့ဝင်လာတာကွ။ဦးငွေမောင်ကစကားကိုဆက်မပြောပဲရေချိုးပြီးစားထင်ကျော်တို့လက်ထရနွားကိုချစ်လိုက်တယ်။မင်းတို့ညာတောက်တဟောင်းမှာတစ်စီအလိုက်ခံရလို့ဆို။อืมဟုတ်တယ်လေးလေးရ။ဘလို့ဖြစ်တာတော့ ပြောချင်ပါဘူးလေးလေးရကျုပ်တို့မနေ့တော့ရေကွာဘိုးလင်းငဝင်းစီကိုသွားဝယ်တာခိုးရောက်တော့ဘိုးလင်းငဝင်းကတစ်ဖက်ရွာသွားတယ်တဲ့ကျုပ်ကလည်းနွားကိုကြည့်တော့ကြိုက်တာနဲ့အရဝယ်မယ်ဆိုပြီးဆောင်းလိုက်တာဘိုးလေးပြက်လာတော့နွားအရဝယ်တိတ်ခဲ့တယ်အဲ့ဒါနဲ့လလည်းတာနေတာဆိုတော့မနေ့မှတစ်ခါကိုပြက်မနေတော့ဘူးဆိုပြီးနွားပါတစ်ခါတည်းဆွဲပြီးပြန်လာကြရင်နဲ့တော့သာဟောင်းတော့ရောက်တော့ထိပ်ပြောင်များလူကြီးတရားကိုလမ်းပေးရအောင်အုတ်ကိုအပြက်ပေါ်မှာထိုင်နေရအောင်တွေးလိုက်ရတယ်ဗျာ ပထမတော့ကျုပ်တို့ကလည်းအဲ့ဒီလူကြီးကိုတာမန်မဲထင်တာပြီးတော့မှဘယ်ဟုတ်မလဲလေးလေးရလူကြီးဟာကျုပ်တို့ကိုရီပြိုက်တဖြည်းဖြည်းကြီးကြီးလာပြီးတော့နင်းနေနှောနှောကြီးဖြစ်လာတာမဟုတ်ဘူးပြီးတော့ကျုပ်တို့အုပ်ကူပွားနဲ့ဆင်းလိုက်တော့တာပဲအဲ့ဒီမှာတင်ကျုပ်တို့လည်းအလန့်နဲ့ကြပြေးကြရတာနွားတော်ခုမနက်မှသွားစဲတာခုနကမှပြင်ရောက်တယ်อืมဦးငွေမောင်ကအင်တလုံးပဲပြောပြီးနွားကိုအသေးချကြည့်နေတယ်ဟိုကန်ကြီးဒီကန်ကြီးလည်းလှုပ်နေတယ် ထေကျော်ကဒါနဲ့လေးလေးအခုလာရင်ကိစ္စအဖာကြီးတော့ဗျငါဒီနွားကိုပြန်ဝဲချင်လို့ကထေကျော်တို့အလုံးအမင်းအံ့ဩသွားတယ်တင်ဝင်းကလေးလေးမလဲတွေဘာတွေမှမရှိပဲဟုတ်နွားဝင်ပြီဘာလို့မလို့တော့ဗျတင်ဝင်းရဲ့စကားကြောင့်ဦးငွေမောင်မျက်နှာတစ်ချက်ကွက်ခနဲ့ပြတ်သွားတယ်တင်ဝင်းရဲ့အမင်းကလည်းဟုတ်နေတယ်ဦးငွေမောင်ကလည်းမရှိဘာမရှိအပြင်နွားနဲ့လည်းဖက်လဲတကယ်လောက်ကင်နေသူမဟုတ်ဘူး အခုနွားကိုဘယ်အတွက်လာဝဲတယ်ဆိုတာသူတို့တွေးမရတော့မင်းမိတယ်။အေးငါလောက်เสียရရှိလို့ကွာ။ဦးငွေပေါင်းရဲ့ဖြည့်တန်းကမတင်မကြနဲ့ထေကျော်ကဒီနွားကဆိုင်နွားဖြစ်သွားပြီလေးလေးရ။ဟင်ဘလို့ဆိုင်နွားတော့။ဦးငွေပေါင်းကနားမလဲလို့ပြက်မိတယ်။ဒီခါဘာတို့ကဆိုင်နွားဆိုတာဝက်လက်နဲ့အယောင်းဝယ်လို့ဖို့တိတိဆိုင်ဆိုင်ပြောထားပြီလို့။ဟင်ဦးငွေပေါင်းကနွားကို သူဝယ်လို့မရတော့ဘူးဆိုပြီးနှမျောတတတနဲ့ကြည့်နေတယ်။လီလီယာကဘာတွက်လို့ခြင်းတာလဲ။ကျွတ်တထချပေးမယ်လေ။မရဘူးကွ။ဒီနွားမှဒီနွားပဲ။ဘလို့ကြောက်နှောင်းလီလီယာ။ဟိုဘက်ကလည်းပျော်ပြီးဖြစ်နေတော့ဖြစ်နိုင်တော့ငါလိုချင်မိရကွာ။ထေကျော်ရဲ့အပြောတော်မဆုံးသေးဘူး။ဦးငွေမောင်ကထပြောလိုက်တယ်။ထေကျော်တက်ပြေကိုချပြီးကျန်တဲ့နှစ်ယောက်ကိုကြည့်လိုက်မိတယ်။၃ယောက်စလုံးဘလို့လှုပ်ကြမလဲဆိုတဲ့အကြည့်။တကယ်တမ်းကလည်း ဒီနွားကိုတိစာမီပြောထားတာအမှန်တဖက်ကုန်းမောင်ရွာနွားအချောအကောင်းကိုအရှာခိုင်းတော့လို့သူတို့လိုက်ရှာထားခဲ့တယ်မင်းတို့ငါပြောပြမယ်ကွာဥငွေမောင်ကပြောလာတော့ထင်ကျော်တို့ရဲ့အကြည့်တွေကဥငွေမောင်စီကိုပြန်လဲရောက်ရှိလာခဲ့တယ်တကယ်တော့ဒီနွားကိုငါရရရချစ်ဖို့ကွာအိမ်မှာမွေးထားရမယ်မဟုတ်ရင်ငါ့အတွက်အသက်အန္တရာယ်ထိခိုက်ခြင်းရှိတယ်တဲ့ဗျာအဲ့ဒီလိုလားအေးပါဆိုကွာဒါနဲ့ တခြားနွားကဘာလို့မရတာလဲတခြားနွားနဲ့ရရရချင်းရောရတာပဲမဟုတ်ဘူးလားမရဘူးကွာသူကပထမဆုံးမြင်တဲ့ထိတ်ကြထိတ်ကွက်နွားကိုအရယူရမယ်အဲ့ဒီနွားနဲ့ပဲရရရချင်ရမယ်ပေါ့ဘလို့ကြီးလဲမသိဘူးနော်ထေကျော်ကရရွတ်လိုက်တယ်အေးငါလည်းမင်းတို့စီကိုနွားရှာပြဖို့လာပြောရင်ဒီနွားကိုမြင်တော့အကျိုးအကြောင်းတိုက်ဆိုင်သွားတာကွာထေကျော်ရကလှုပ်ဆက်မှာอืมအဲ့လိုဆိုတော့လဲ ။ထင်ကျော်တို့၃ယောက်၁ယောက်မျက်နှာ၁ယောက်ကြည့်ကုန်တယ်။ပေါက်ဈေးထက်ပိုပေးပါမယ်ကွာ။ဥငွေမောင်းကထပ်ပြောလာတော့ထင်ကျော်တို့မငင်းနိုင်တော့ဘူး။ဒါဆိုရင်တော့ရောင်းမယ်လေးလေးရ။အေးအဲ့လိုလုပ်ပါကွာ။ဥငွေမောင်းတယောက်သူ့လိုချင်တဲ့နှွားကိုရပြီမို့ဝမ်းသာသွားလိမ့်တယ်။ချက်ချင်းပဲငွေရှင်းတယ်။ပြီးတော့နှွားကိုဆွဲပြီးပြန်သွားတော့တာပဲ။ဒီကနေတပတ်လောက်အကြာမှာတော့အာထင်ကျော်တယောက်ညာပိုင်းအချိန် ဝမ်းစီကရုတ်တရက်ရစ်ခနဲ့ဖြစ်ခဲ့ပြီးအိယာစီကနိုးလာခဲ့တယ်။ဒီခါမှာပဲဝမ်းစီကတကြုံကြုံနဲ့ရစ်နာလာခဲ့တယ်။ညနေတော့ကတာစီမြို့ပေါ်ကိုသွားရင်အပြတ်လမ်းမှာထိုင်းရင်ဝဲတောက်ဖြစ်ခဲ့တယ်။အခုတော့ထိုင်းရီရဲ့တကူကပြပြီထင်ပါရဲ့။ထင်ကျော်အိယာကထားလိုက်တယ်။အိအောင်စိမီတဘိုးတဘွားသွားဖို့အိမ်သာဘက်ကိုထွက်လာခဲ့လိုက်ပြီးကိစ္စကိုဖြေရှင်းလိုက်လေ။အိမ်သာရဲ့ရောက်တာနဲ့ဝမ်းအတွင်းရရစ်နာနေတဲ့အပုပ်အဆက်တွေကဒလဟောကျဆင်းလာတယ်။ဒီခဏကြာတော့ ဝမ်းစီကရင်းနာမွားအတော့တက်တာသွားခဲ့ပြီတန်ရှိရေလှုပ်ပြီးအိမ်သာအပြင်ကိုထွက်လိုက်တယ်ပစိုးကိုပြေးဝေးပြီးအိမ်စီကိုခြင်လန်းဆက်လိုက်တယ်အဲ့ဒီအချိန်မှာပဲအနောက်အပရုတ်တရက်ထွက်ပေါ်လာတဲ့ခြေတံကြောင့်ထင်ကျော်ခြာခနဲ့လှဲ့ကြည့်မိတယ်ဟာထိတ်ထိတ်ပြောင်ကြီးအိမ်သာအနောက်ဘက်စီမှာသူတို့တုတ်တက်ဟောင်းမှာတွေ့ခဲ့ရတဲ့အရက်ရှိရှိဂလန်ဂလာနဲ့ရင့်နေတဲ့ထိတ်ပြောင်တစ်စီကြီးအနည်းကမြင်ရပါမှမျက်နာကြီးအားမျက်တင်းခွက်ခတ် ပါးစပ်နဲ့ဆက်တွေချပြီးတော့ထစ်ပြောင်ပြောင်ကြီးနဲ့ကြောက်စရာကောင်းလွန်လာနေတယ်။ဒီဒီချိန်မှာတော့တုတ်တံမှာတော့အလိုတဆေကြီးကထင်ကျော်ကိုရီမောပြမနေပဲစူးစူးဆက်ဆိုင်နဲ့ငါတွေတွေကြီးကြည့်နေတယ်။ထင်ကျော်လည်းရုတ်တရက်တော့စွတ်အနေမိတာပေါ့။နောက်တော့မှဒရေဝန်လာပြီ။အာတဆေကြီးထစ်ပြောင်ကြီးလို့အဟိရေ။အင်စီရောကတော့ကမျောထွက်ပြေးလာခဲ့တယ်။အင်းနဲ့ရောက်တော့အိမ်သားတွေရဲ့ဂျောက်ကိုဝင်တိုးလို့ဆောင်းကိုခေါင်းမချုံရတဲ့ဆက်ဆက်တုံရင်နေပါတော့တယ်။ သူ့ရဲ့ order ကြောင့်နိုးလာရတဲ့အိမ်သူအိမ်သားတွေနဲ့အိမ်နီးနာချင်းတွေကထေကျော်ကိုဝိုင်းဝန်းမေးမြန်းကြတယ်။ထေကျော်ကထိပ်ပျောက်တစေကြီးကိုပဲတတွေ့တွေ့ပြောရင်ဆောင်ကူသားအတင်းချုံလို့တုံရင်နေပါတော့တယ်။ဒီကနေ့နောက်တနေ့မှာတော့ထေကျော်တယောက်ဇနီးတင်တဲ့တာမြင်ပြီးရွာဦးကျောင်းစီကိုပြုလို့တင်ငန်းစီးခဲ့ပြီးအရှင်တေဆပါဏဆိုတဲ့ဘွဲကိုခံယူလိုက်ပါတော့တယ်။အခုဆိုရင်ပြည်သားရွာထဲမှာညာပိုင်းဆိုရင်လူသူတွေအပြင်ကိုမထွက်ရဲတာတလားတင်းတင်းပြေတော့မယ်။အကြောင်းကတော့ ညဘက်ဆိုရင်ထိပ်ပြောင်တစေကြီးအားတောင်ကျန်လုံးနေတာကြောင့်ပဲဒီတလားအတွင်းမှာဖြစ်ပျက်ခဲ့ရတွေကတကယ့်ကိုတွေးပြက်စရာတွေပထမဆုံးရွာထဲမှာထိပ်ပြောင်တစေကြီးကိုစတင်မြင်ရတာကမောက်ပွဲစားထိတ်ကျော်သူကထိပ်ပြောင်ကြီးနဲ့စုံပြီးတာနဲ့တင်ငန်းစီးသွားခဲ့တယ်သူတွေကကြောက်ရတာကတော့ငွေစစ်ဆိုတဲ့အပြုံမလေးညဘက်အခြေတဘူတဘာထသွားရင်အိမ်သာအနာရက်နေတဲ့တစေကြီးကိုစုံပြန့်တယ်ငွေစစ်တယောက်နေရာမှာတည်းဒရစ်လက်သွားခဲ့ရတယ် နောက်ထပ်ထက်ကြုံတာအကြောင်းအရက်သမားဝင်လာ။သူကတော့ထုံးစံအတိုင်းအရက်မူပြီးရွာလက်မတဲ့ထိုးအိတ်နေတော့ထိတ်ပြောင်ကြီးကအပေါ်ကနေမိုးပြီးသူ့ကိုဆိုက်ကြည့်နေတာကိုခံရလေတယ်။ဝင်လာခင်ဗျာတောက်ထားတဲ့အရက်တွေဘယ်စီရောက်သွားလဲမသိ။အမှုစိတ်တွေချက်ပြောင်ငှက်ပြောက်ကိုပြောက်လို့ငဲသားပေါင်းအဟိတ်ရေးပြရလေတယ်။တရွာလုံးကလည်းသူ့ဖြစ်ရဲ့ကြောင့်မအုပ်အော်တောင်းနှင်းကိုဖြစ်ကုန်တယ်။ဒီကနေနောက်ပိုင်းမှာတော့ရွာထဲမှာအညာအညာတာအပြစ်ထွက်သူတိုင်းတယောက်စားနှစ်ယောက်စားဆို ထက်ပြောင်တစ်စီကြီး6လက်နာကိုခန်းခင်းရတော့တယ်။အခုနောက်ပိုင်းမှာ တော့ပြည်သာတရွာလုံးညောင်ပိုင်းအချိန်မှာပြင်ပကကိစ္စဝေးစားတွေကိုအပိအပြက်လှုပ်ဆောင်လို့မှောင်တာနဲ့အိမ်ထဲမှာပဲနေကြရတော့လေတယ်။သူတော်တယောက်ယောဂီအသွင်နဲ့ဇီဒီကလေးမှာတမတ်ထထိုင်နေမိတယ်။ဒီအချိန်မှာသူရှိရစီအိုနောက်ထပ်ယောဂီဝင်တဲ့လူကြီးတယောက်ရောက်လာခဲ့ပြီးမလမကန်းစီမှာထိုင်နေလေတယ်။အတန်းကြာတော့သူတော်တယောက်မျက်ဝန်းတွေပွင့်လာပြီးတမတ်ထဖြုတ်လိုက်တယ်။ သူတော်သူတော်အတန်ကြာရစီကိုချိန်မိလိုက်တော့သူ့စီရဥစာတီကြီးကိုတွေ့လိုက်ရတယ်ဟာဘာကြီးဘယ်ရပါလို့များရောက်လာရတာလဲသူတော်ကပြောရင်ထ ਾਇ ရကထလို့လှမ်းသွားလိုက်တယ်အရေးကိစ္စတစ်ခုရှိလာလို့သူတော်ရဲ့ဘာများလဲဘာကြီးသူတော်ဥစာတီကြီးရဲ့အနားစိမ်မှာဝယ်ထားလိုက်တယ်ဒီလိုသူတော်ဥစာတီကြီးကအထက်ပါတိုင်းအစချီလို့အเจ้าငါတို့ကိုပြောပြလာတယ် ဥမောင်နေတဲ့အသက်က90ရက်ရောက်နေပြီဆိုပေမဲ့အိမ်တော်မရှိဘူးလူပုံစံကနှစ်ဖူးပြောင်ပြောင်အရက်ကရှိရှိနဲ့သူကကြောက်စုံရရဲ့လူချမ်းသာစင်းဝင်သူပါဆိုင်တဲ့လဲတွေပါတယ်ဆိုတာကလည်းအတော့များတယ်တစ္စည်းတွေစုဆောင်းထားတာကလည်းများတယ်တရက်သားမှာတော့ဥမောင်နေကတစ်ဖက်ရွာမိငယ်ဆိုတဲ့မိမငယ်နဲ့နှစ်ဦးနှစ်ဖက်ချစ်ခင်စုံမှတ်ပြီးအိမ်တော်ပြုတ်သွားခဲ့တယ်ဥမောင်နေကလည်းမိငယ်ကိုချစ်ခင်လွန်းသလိုမိငယ်ကလည်းဥမောင်နေကို အဖေတယောက်လိုဦးလေးတယောက်လိုချစ်ခင်တွေ့တာတယ်။မိငယ်ဟာအိမ်မူကိစ္စတွေကိုနိုင်နေတယ်။ဘာသာတရားဘက်တော့အားနေတယ်။ဥမောင်နေရတော့ဘာသာတရားအရေးတထအမြဲတမ်းရှိတယ်။ဖះဆိုလဲတည်တည်ချာချာစုကတ်တည်တည်ချာချာရှစ်ခုတတ်သူ။အလူအတန်းဆိုရင်လဲသူ့လောက်ရရော့တတ်သူရှိမှမထင်ဘူး။သူတို့အိမ်နောက်တန်းနှစ်နှစ်မပြည့်ခင်မှာတော့ဥမောင်နေဟာရုတ်တရက်တိတ်မသွားခဲ့တယ်။ဥမောင်နေတိတ်ပါတော့ မိငင်ဟာကျေးတဲ့ပစ္စည်းတွေကိုအပိုင်စားရတယ်ဆိုပြီးအများအထင်ကြတာတကယ်တမ်းကျတော့မိငင်ရတဲ့ပစ္စည်းတွေဆိုတာသုံးပုံမှတစ်ပုံနဲ့ကျင်းတဲ့နှစ်ပုံကိုတော့ဥမောင်နေကမိငင်နဲ့မရခင်ကလေးကတူတူတိတ်တိတ်ဖွက်ထားခဲ့တယ်လေဒီအကြောင်းကိုမိငင်ကရိမ့်မိသိရှိထားပြီးဥမောင်နေတေကန်နေ့အချိန်မှာမင်းမြန်ပြင်မဲ့ရေရတဲ့အဖြစ်ကိုမရခဲ့ဘူးဒီအတွက်ကြောင့်မိငင်ဟာဆွေမျိုးနှိဆက်တော်ဆက်သူတယောက်ရဲ့အကြံပြုချက်အတိုင်း တည်ဆုံသွားတဲ့ဥမောင်နီကိုကျွတ်လွတ်ခွင့်မရအောင်လှုပ်ဆောင်နေပြီးတော့ဥမောင်နီကိုဝိညာဉ်ချုပ်မဲ့အစီအဉ်တွေလှုပ်ဆောင်နေဒီလိုလှုပ်ဆောင်ပြီးအောင်မြင်တဲ့အခါဥမောင်နီရဲ့ဝိညာဉ်ကိုမင်းမြတ်မယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့ဒါပေမဲ့လည်းမိငရာကန့်ဆိုးခဲ့တယ်နှစ်ပတ်လောက်အကြာမှာအစီအပြုတ်နေနေတဲ့တညက်နေမှာခြောက်နဲ့ရေစေးချွေးရင်ရင်းနေပြီးမိငယ်လည်းစုံမခဲ့ရတယ်ဒီအခါဥမောင်နီအတွက်ဝိညာဉ်ချုပ်တဲ့စေင်နဲ့အစေင်ကမအောင်မြင်တော့ပေမဲ့ က်လုတ်ခွင့်မရအောင်လှုပ်ထားတဲ့အစင်ကအောင်မြင်သွားပြီးတစေကြီးအဖြစ်နဲ့ရှိနေပါတော့တယ်။တစ်ဖက်ကမိငယ်ကတော့လောဘစိတ်မောဟစိတ်တွေရောပြိုမီတည်ဆုံးကြရတာမို့တစေပုံကိုရောက်ပြီးနှာတီးကလေးအဖြစ်ဝင်စားကြရလေတယ်။ဒီလိုတွေဖြစ်ကုန်တော့တစေကြီးဖြစ်နေတဲ့ဥမောင်ဒီဟာသူ့ရင်ပွားဇနီးတော်ဆက်ပူးတဲ့မိငယ်ဝင်စားရနှာကလေးအနီးမှာတယောစီမကုံနိုင်မဲနဲ့နေထိုင်ရှိနေခဲ့ပါတော့တယ်။အခုတော့နှာကလေးကိုရောင်းချရကနေ တစီဥမောင်နေရာထွက်ပေါ်လာခဲ့ပြီးနွားလေးကိုသူ့စီခေါ်ထားဖို့ကြိုးစားတယ်။မအောင်မြင်မဲ့တည်င်းကြီးသွားခဲ့တယ်။အခုတော့ပြေသားရွာအနားမှာသူတို့တိတ်တိတ်နေတဲ့အောင်လန်းစရာတယောက်ကဒီအเจ้าနေကိုတစီငယ်တစ်ခေါက်ကြောင့်အเจ้าဆောင်တိသွားခဲ့တယ်။ဒါကြောင့်ဥစ္စာမမောစိမ့်နဲ့နွားကိုမရမကဝဲပြီးတစီကြီးဥမောင်နေကိုချုပ်ကင်ဖို့ကြိုးစားနေလေတယ်။ဒီကလေးကတစီကြီးကိုချုပ်ကင်နိုင်သွားရင်သူ့ဝက်ထားရတဲ့ပစ္စည်းဥစ္စာကိုအောင်လန်းကောင်ကအပိုင်းကရသွားတော့မှာ။ ဒါဆိုရင်မြင်းကိုချိုတက်တယ်လို့ကြားကိုအတောင်မှတက်တယ်လို့ဖြစ်သွားပြီတော့မယ်။အောင်လန်းပညာဆိုတာမျိုးကလည်းအထက်လန်းပညာရက်လို့ပညာချက်တွေဟာကောင်းပေမဲ့ညဉ့်နန်းပညာအခက်ဖြစ်တာကြောင့်တင်ယူသူဟာသူကိုယ်တိုင်ရဲ့ကြိုးပမ်းမှုနဲ့တသက်ချမ်းသာနိုင်မှုအခွင့်မရှိလင်ဘူး။တည်ရတဲ့သူကတက်မြောက်ပြီးနောက်ပိုင်းချမ်းသာဖို့အတွက်ကိုနေအမျိုးမျိုးနဲ့ကြိုးစားရင်ပညာထားတာတွေကိုစိတ်ဖောက်မိကြတယ်။ဒီခါကျရင်တော့ချမ်းသာဖို့အခွင့်ရှိလိမ့်တယ်။သူတို့ မင်းတို့တားရောက်ပြီးတားမြင်ရမယ်။ပြီးရင်တစေကြီးဦးမောင်ကြီးကိုကူညီရမယ်။ဆရာဖြစ်သူဦးစားတရားသူရောက်လာကြရတဲ့အကြောင်းအရာကိုအလုံးစုံပြောပြပြီးစကားကိုအဆုံးတက်လိုက်ပါတော့တယ်။သူတို့သဘောပေါက်ပါပြီ။ဘယ်ဟိုသွားပြီးဘယ်လိုလုံးဆောင်ရမလဲဆိုတာသူတို့ကိုပြောပြပါ။အင်းလာမယ့်လာပြည့်ရက်မတိုက်ခင်ကြီးတာဆိုတဲ့ရွာကိုအရောက်ပါ။လာပြည့်မတိုက်ခင်ရောက်ရှိပါအချိန်မြှင့်လိုက်မယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရက်မှာ တစေကြီးကိုအောင်လာမရမကထိမ့်ချုပ်တော့မှမို့လို့ပဲကောင်းပါပြီပါကြီးသူတော်အခုပဲခီးစတင်ပါမယ်အကောင်းဆုံးသာစင်ဆုံးမခဲ့ပါသူတော်ဟုတ်ကဲ့ပါပါကြီးဦးသာတီကြီးကထိုင်ရာကနေထားလိုက်တယ်သူတော်လည်းထားလိုက်တယ်နှစ်ဦးသားဇေဒီလေးရဲ့အင်္ဂါတောက်စီကိုရောက်ချိန်ဦးသာတီကဇေဒီလေးကိုဥခဝိပြုတ်လိတယ်ဝိပြုတ်ပြီးစီလို့အချိန်လဲကြရောဦးသာတီကဇေဒီကလေးရဲ့ပရဝုန်ထောက်တနေရာစီကိုလှမ်းသွားပြီး ချက်ခနဲ့ပျောက်ွယ်သွားခဲ့ပါတော့တယ်။ဦးစားဒီကြီးပြက်သွားတာနဲ့သူတို့ကငကိုစီရသူ့ရဲ့လွယ်အိတ်ကြီးကိုကောက်ယူလိုက်တယ်။ဇေဒီကလေးကိုလက်ရရစ်တပတ်ပတ်ပြီးပြက်ထွက်လာတဲ့အချိန်မှာတော့သူတို့ဟာယောဂီအတွေ့အကြုံလို့အပြစ်စီခရရသူအယူအသွေးနဲ့ပြက်လက်ထွက်ပေါ်လာခဲ့ပြီးဇေဒီကလေးရှိရာကနေမြောက်အရဲ့စူးစူးစီကိုအပြစ်ထွက်ခဲ့ပါတော့တယ်။သူတို့ဟာအပြစ်တဲ့စီခရရမှုအတိုင်းအယူအသွေးနဲ့တုံးရတိတိခရီးပြေအောင်မနာလန့်နေကြရတယ်။ သုံးရက်ပြည့်တဲ့ညနေစောင်းမှာတော့ပြည်သားရွာစီကိုရောက်လေပြီးအချိန်ကိုတွက်ကြည့်တယ်။လာပြည်နေရမနှက်ပြတ်မှဆိုတော့အချိန်ကျန်သေးတော့မို့ရွာထိပ်ကဇေယျစီမှာသူတော်ငွေရောက်ပြီးအိတ်ဆက်လေတယ်။ခရီးပတ်လာတော့မို့သူတော်ကခေါင်းချလိုက်တာနဲ့နှိမ့်ချိုက်စွာနဲ့အိမ်မောကျသွားခဲ့တယ်။သူတော်တရားအိပ်ပျော်နေရကငိုတဲ့တခုကိုကြားမိတာကြောင့်လန်နိုးလာခဲ့ရတယ်။နူးနိုးချင်းမှပဲငိုတဲ့ရှိဟာသူနဲ့တိတ်မလန့်ရနေရစီကငိုနေတာဖြစ်ကြောင်းသိလိုက်ရတယ်။ ူတို့တစ်ဖက်စီလှည့်ပြီးပြက်လက်အိတ်ဆက်ဖို့ကြိုးစားလိုက်တယ်။ငိုတန်ကတော့အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။သူတို့လည်းငိုတန်ကိုနားပိတ်ပြီးမရမကပြက်အိတ်တယ်။မိခင်နဲ့အိတ်ပြော့သွားတယ်ဆိုပေမဲ့တရင်ပြက်နိုးလာတဲ့အချိန်မှာတော့ငိုတန်ကထွက်ပေါ်နေစေမို့မဖြစ်တာတော့ဘူးဆိုပြီးထထလိုက်တယ်။အပြေကလေးချင်းနေတဲ့လရောင်အောက်ကငိုတန်ရှီကိုလှမ်းကြည့်မိလိုက်တယ်။ငိုတန်ရှီကထန်နေရတော့အရက်ကသူ့တရက်စာရှိပြီးလရောင်အောက်မှာထက်ပြောင်ပြောင်ကြီးကိုလည်းတိတာစွာနဲ့မြင်လိုက်ရတယ်။ ဒါဖို့ဖို့ပြောကြတဲ့တစီကြီးမောင်ကြီးပဲသူတော့ရရွတ်လိုက်ပြီးတော့သူဖေးကူအောင်မဲ့လူကိုလစ်လို့ရှုံမိတဲ့သူ့ရဲ့အဖြစ်အတွက်ဘသူများတိသွားလေတယ်လဲဆိုတဲ့အတွင်နဲ့မလုံမလဲဝေးဝိုက်ကြည့်လိုက်တယ်ဘသူမှတိနေရှိမနေဘူးဆိုတော့မှသူတော်ကတကူတဲ့ကျင်နဲ့စွာပြုံးပြီးထိုင်ရကနေထကတစီကြီးစီကိုသွားလိုက်တယ်သူတော်ကသူ့စီတိတ်တဲမမက်ကြီးလာနေတာကိုမြင်တော့တစီကြီးရဲ့ငုံနေမှုဟာတိကနေရက်ပါတယ်ပြီးတော့သူတော်ကိုအာအာတင့်တယ်လို့ကြည့်နေတယ် ဟေးတစီဟင်သူတို့ကခေါ်လိုက်တော့တစီကြီးကဟင်ငနေဖြစ်သွားတယ်ပြီးတော့ဝမ်းသာအယားနဲ့မင်းကငါ့ကိုမြင်နေလားမြင်တာပေါ့ဟုတ်လားဒါဖြင့်မင်းမင်းကငါ့ကိုမကြောက်ဘူးလားအိုးဘာလို့ကြောက်ရမှာလဲငါသူတို့ကနှစ်သားလေးလေနင်းကတစီကြောက်စရာအကြောင်းတပြားသားမှမရှိဘူးမင်းကနှစ်သားဟုတ်သလားဟုတ်တယ်ငါသူတော်လေးကနှစ်သားလေးပဲ အခုလေငါသူတော်လေးရဲ့ဆရာအရှိဘိုးတရားဆေးပါလို့နင့်ကိုလာပြီးကူတာဘလို့တစေကြီးကဝမ်းသာအဲလဲမေးလိုက်တယ်နေကြုံနေရတဲ့အောင်လန်းကောင်ငါသူတော်နှစ်သားလေးရရင်ဆိုင်ဖြည့်ရှိပေးမယ်အိုးကျေးဇူးတင်လိုက်တာဗျာတစေကြီးကဝမ်းသာအားရပြောရင်နေရီကိုတုတ်လိုက်တယ်သူတို့ကတစေကြီးရဲ့အနားစီမှာဝန်ထမ်းလိုက်တယ်ပြီးတော့တစေကြီးကိုမောကြည့်ပြီးနင့်ရဲ့ခန္ဓာကိုယ်ကဒီထက်သေးလို့ရရင်သေးပါအောင် မော်ကြည့်ရတာညာလုံးလို့မရတော့ဘူးစကရိယာဒီပုံစံကိုကြီးလို့လည်းမရသလိုတင်းလို့လည်းမရအောင်ဒါနဲ့ငါ့ကိုဘယ်ရပါလို့လာကူကြီးရလဲအဲ့လေမဟုတ်ဘူးဘိုးတဲကြာဆိုတော့တကယ်တကြားမရငါအဖြစ်ကိုတင့်နေလို့လားသူတို့ကခေါင်းကိုရလိုက်တယ်ဘယ်ရတာတစေကြီးอ่ะဘိုးတဲကြာဆိုတာအဲ့အဲ့အဲ့လေဘိုးတဲကြာလိုပဲတိထားပါငါသူတော်လေးကိုတော့နတ်သားလေးလိုတိထားပေါ့ သူတော်ရဲ့အပြုတ်မှုကြောင့်တဆေကြီးပါယူလိုက်မိတယ်။ပြီးတော့တဆေကြီးကငါလည်းအခုမှပဲယူမိရတော့တယ်။သူတော်ကတဆေကြီးကိုမော်ကြည့်လာတယ်။နင်ကတိုင်ဟောစင်တိတ်ကြီးရအောင်။အဲ့ဒါလည်းဟုတ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေတော့ကကျလို့ဖို့အခွင့်ရရခဲ့ဘူးတယ်။အဲ့တော့ကတတို့ခေါ်တာဘလို့မှခေါ်မရလောက်အောင်အားစိမိခဲ့ရတယ်။ဘလို့ဖြစ်တာတော့အမြတမ်းပေးသူကရောဘလို့ပုတ်ကုန်တော့ ငါနေတဲ့တုတ်တာဟောင်းစီမှာဒူးတင်လာဆောင်တဲ့ဖုန်ကြီးတပါပဲဖုန်ကြီးရဲ့အနည်းမှာငါနေရင်အမျှဝေတဲ့အချိန်တိုင်းတာတို့ခေါ်ဖို့စူးစမ်းခဲ့တယ်ဘလို့မှခေါ်မရလောက်အောင်ဖြစ်ခဲ့ရတယ်သူတော်ရဲ့စိတ်ထဲဘုဒ္ဓကြပြောတဲ့အစီအစိုးတာကိုတရိယသွားခဲ့တယ်။ဩရပြီရပြီ။နေတကယ်ကျလို့ချင်နေဆိုရင်အဲ့ဒီအတွက်လည်းငါသူတို့ကကုညီပေးနိုင်ပါလေ။စိတ်ကတော့နှစ်ခွဖြစ်နေတယ်။တစ်ဖက်ကလည်းကျလို့ချင်တယ်။တစ်ဖက်က မင်းငယ်ကိုဒီဘဝတိုင်းမထားခဲ့ရပြောင်။နင့်မှာပစ္စည်းဥစ္စာတွေတိုးဝှက်ထားတာရှိတယ်လို့ငါသူတော်လေးသိထားတယ်။အဲ့ဒါတွေရောဆွဲလက်စိတ်ထင်မိနေသေးလား။တစေကြီးကခေါင်းကိုခါရလိုက်တယ်။အဲ့ဒါတွေကနောက်ပြုံတော်မူလာမဲ့မြတ်ဖျားအောင်ယူဆပြီးတော့မြှောက်နှံခဲ့တာဆိုတော့မမောမှုမရှိတော့ပါဘူး။ဟိုအောင်လန်းကောင်လုံးမတမာသူရဲ့လက်ထက်ကိုရောက်သွားမှာတော့စိုးရိမ်မိတယ်။အဲ့ဓာရီအတွက်တော့ပူပန်မနေနဲ့တော့ ငါသူတော့နှစ်သားလေးရှိနေပြီပဲ။အခုတော့မပူမှန်တော့ပါဘူး။အခုနှစ်သားလေးလို့ပြောနေတဲ့မင်းကတာမန်မဟုတ်ဘူးဆိုတာလည်းငါသိတယ်။ကောင်းတယ်လို့ဆိုတာလည်းငါသိတယ်။ဒါကြောင့်စိတ်အေးရပြီ။လွန်ခဲ့တဲ့ရက်တွေကတော့တကယ်ကိုစိတ်မအေးရအောင်။မိငယ်ကိုရောင်းချလိုက်ပြီဆိုတဲ့အချိန်မှာကဲတင်မို့စူးစမ်းမိရနောက်ပိုင်းပြဿနာကတောက်လျှောက်ကိုတက်လာခဲ့တာ။နောက်ွယ်စားတွေကိုအကူအညီတောင်းမို့စူးစမ်းမိတယ်။သူတို့ကကြောက်လန့်မျိုးထွက်ပြေးကြတယ်။ မိငင်ကိုအောင်လန်းကောင်ကမရမကောက်ဝဲသွားတော့လေ။နွားဝဲစားကိုထက်ပြီးအကွန်ကြီးတောင်းဖို့စူးစမ်းမိပြန်တယ်။မရပြန်တော့တရွာလုံးကလူတိုင်းကိုအခွင့်ရနိုင်အကွန်ကြီးတောင်းဖို့စူးစမ်းမိပြန်တယ်။ဘသူ့ကိုပဲအကွန်ကြီးတောင်းမိတောင်းမိသူတို့ကငါ့ကိုကြောက်နေကြတယ်။ငါပြောတဲ့စကားကိုသူတို့နားမလည်ပဲဖြစ်နေရလားတော့မသိပါဘူးကွာ။သူတို့တဆေကြီးကိုအတော်လေးတနာသွားမိတယ်။ဒုက္ခမြဘဝဟောင်းကဇနီးအတွက်ပူပန်မိအလုံးကိုအကွန်ကြီးတောင်းနေရှာမိတာ။ ဒါဟုတ်တာမန်လူတွေအဖို့တော့ချောက်လန့်နေပဲထင်မိပြီးကြောက်လန့်နေကြတာပေါ့။ကဲပါလေ။ငါသူတော်လေးနင့်ကိုကူညီဖို့ရှိနေပြီပဲ။ကဲကဲအခုတော့နားလိုက်တော့မနေ့ကျရင်တော့ငါသူတော်လေးနင့်ကိစ္စအတွက်ကိုအကောင်းဆုံးကူညီပေးမှာ။ကျေးဇူးတင်ပါတယ်။တစေကြီးကပြောပြရနဲ့နေရာမှာတင်မဲ့လှဲခွေလို့အိတ်ဆက်လိုက်တယ်။သူတော်လေးကတော့ဇေယျထက်ကိုပြန်လာပြီးတော့အိတ်ဆက်လိုက်တယ်။နောက်တနေ့မှာတော့တစေကြီးဟာဇေယျအနားမှာပဲတနေကိုရှိနေတယ်။ သူတို့ကတော့ရွာထဲစီကိုတစ်ခေါက်ဝင်သွားသေးတယ်။ရွာထဲမှာတောင်းကျနေတဲ့တဆေကြီးကိုသူဆုံးမလိုက်ပြီဖြစ်ကြောင်းလိုက်လံပြောပြတယ်။ဒါပေမဲ့အယူစကားတော့ဘယ်သူကယုံမှမလဲ။သူတို့ကတော့သူပြောစရာရှိတာကိုပြောခဲ့ပြီးကလေးတွေကြောင့်ခုံပေါက်ပျော်ရွှင်ကမုန်းနေဝေပြုလို့ညနေဆောင်မှဇရက်စီကိုပြတ်လာခဲ့တယ်။ဇရက်စီကိုပြရောက်တော့နေဝင်တရောအချိန်တော်ဖြစ်နေပြီ။တဆေကြီးအနေနဲ့လည်းမျောရတာလဲပြီးညောင်ရီအိုးဖြစ်လို့လို့ဖြစ်လိမ့်မည်။ သူတို့မြင်တော့မှတဆေကြီးအလော်အမဲဝမ်းသာသွားခဲ့တယ်။သူ့ရဲ့ကြီးကိုတော့မှအာမနာခုံနာခုံပေါက်လိုက်သည်ရဲ့။ပြက်လာမယ်ဆိုတာသိပေမဲ့ဘယ်ချိန်ပြက်လာမလဲမျှော်နေရတာကျေးဇူးရှိရဲ့။အိုးပြက်လာမှာပေါ့တဆေကြီးရဲ့။ခဏကြာရဟိုအောင်လန်းကောင်ကငါ့ကိုခေါ်တော့မှသူတို့နှစ်သားလေးရဲ့။တဆေကြီးကနှစ်သားလေးလို့ခေါ်တော့သူတို့တယောက်ထိမ့်မက်မထားတာမို့အာအာတင်သွားတယ်။ပြီးတော့မှဘဝင်ခွေသွားလိမ့်မယ်။ဟိ ငါသူတော်လေးကိုငါသားလေးလို့ခေါ်တာဟိချိန်နှက်လိုက်တာကဲကဲကဲကြားပါရဲဟိုလူရောက်မှာခေါ်တာကိုစမနေတော့ဘူးသွားကြစို့ချက်ချင်းကိုပဲသွားမယ်ဖြစ်သွားတဲ့သူတော်ကြောင့်တစေကြီးရုတ်တရက်တော့ကြောက်အံ့သွားခဲ့တယ်ဒီအချိန်မှာသူတော်ကတော့သူ့ရဲ့အုံးလက်မျိုးကိုခွာစီပြီးကဆုံပေါက်လို့ပြေးသွားခဲ့လိမ့်မယ်ဦးငွေမောင်တယောက်ငုံဆိုင်ပြီးခြိထားတဲ့နွားဖြူဖြူကိုတစ်ချက်ကြည့်ပြီးပြုံးလိုက်တယ်ဒီနွားဖြူကိုအကြောင်းပြုလို့မနေ့ပြန်ဆိုရင်သူဟာလူချမ်းသာတယောက်ဖြစ်ရတော့မှာ ဒီအတွက်ကိုဦးငွေမောင်တရားအလွန်အမင်းသဘောကျပြီးချိန်နဲ့နေမိတယ်။လက်ရှိတော့လုံးစရာရှိရတဲ့အတွက်အရာရာကိုကြိုတင်စီစဉ်ပြီးပြင်ဆင်ထားပြီးအချိန်ကျဖို့ပဲကြံတော့တယ်။အချိန်ကျတာနဲ့ဟိုတစီကြီးကိုခေါ်ပြီးနွားပြူကောင်းတဲ့အချက်ကန်လို့လိုချင်တာတောင်းဆိုဖို့ပဲရှိတော့တယ်။စေဘောလေးကြီးတလက်ကိုထောက်ယူလို့ဦးငွေမောင်ဖွားဆိုင်ပြီးတော့နွားပြူကောင်းကိုငေးဆိုင်ကြည့်စိတ်ကူးတွေရင်နေမိတယ်။တို့တို့အောင်လန်းပညာသည်တွေဟာပညာအမွေကိုဆရာမပေးခင် တပွားစာလုံးလက်တိတ်ဆုပ်ယုပ်တဲ့ကြောင်းကို အရင်ဆုံးအသိပေးခဲ့တယ်။နေစရာအစီအပြေရောဝါဝရောလောင်းတဲ့သားတင်းတင်းရလိမ့်မယ်လို့လည်းသတိပေးခဲ့တယ်။ဒါကိုလက်ခံနိုင်မှပြညာယူဖို့အထူးသတိပေးပြောဆိုတယ်။ဒီအခြေအနေတွေကိုလက်ခံနိုင်ပြီဆိုတော့မှဂရိတ္တစာပြုရတယ်။ပြညာအမွေကိုချပေးတယ်။ပြညာကိုတက်မြောက်ပြီးနောက်ပိုင်းမှာတော့ဆရာပြောတဲ့အတိုင်းတကယ့်ကိုကြုံဆောင်လာခဲ့ရတယ်။ဘယ်လောက်ပဲကုန်းယုံရှာနေပါစေအဖက်မတင်ဘူး။သူလည်းတသက်သာလို့ရုန်းကန်ခဲ့တယ်။ ထူးမလာဘူး။ဒါကြောင့်စိတ်ပြက်လက်ပြက်နဲ့ထွက်လာရင်ဒီရွာကိုရောက်လာမိတဲ့အချိန်မှာတော့အားလုံးနဲ့ဝေးရစီမှနေပြီးဘဝကိုပြေပုံးကားချလို့ဇက်မြုပ်လိုက်ပါတော့တယ်။အခုတော့ပြေပုံးကားချတာနဲ့နေထိုင်ဖို့နွားတကောင်အကြောင်းပြုလို့တစိတကောင်ကိုချုပ်ကိုင်ပြီးသူချမ်းသာရတော့မယ်။ဟင်။ဟိုးဝါလာနေတာဘာပါလိမ့်။ဦးငွေမောင်ကြည့်နေမိတော့ရွာဘက်ကနေသူရှိရကိုပြေးလာနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ညနေနီးကပ်လာတော့ နဘေးကနေလိုက်ပြေးနေတဲ့တဆေကြီးကိုလည်းမြင်လိုက်ရတယ်။အော်ဒီဟာလက်ဆက်သက်တော့အာကိုရှာလာတာကိုအင်းလီလောက်ပလေးစေအောင်ဒီဟာအာကိုလာတဲ့ကောင်ဘလို့ဖြစ်မလဲစောင့်ကြည့်လိုက်ဦးပေါ့။ဦးငွေမရေရွရေသူ့ထိုင်နေရနေရစီရနေပဲတက်မလီချိတ်စိတ်လေးဖွာရင်စောင့်နေလိုက်တယ်။တိတ်မချလိုက်ဘူးတဆေကောင်နဲ့ပြေးလာတဲ့သူဟာသူ့စီကိုရောက်လာခဲ့တယ်။ဟာအာကိုပြီးခေါ်လာတာအယူတယောက်ပါလား။ ဦးငွေပါပြောရင်ကသဘောကျပြီးရှိလိုက်မိတယ်။အော်နင်ကငါသူ့တော့နဲ့သားလေးကိုပမာပခန့်ရေးလိုက်တယ်ပေါ့လေ။အော်နတ်သားလေးဟုတ်ပါဟုတ်ပါနတ်သားလေးလားအယူမျက်နှာကတင်းငင်းနဲ့ဖြတ်သွားတယ်။ကဲအောင်လန်းကောင်ငါကနင်းနဲ့ပညာပြိုင်မှုရောက်လာတာ။ကြားတယ်နင်းပညာထောက်ပြီးတော့အယူကစိန်ခေါ်စကားဆိုလာတယ်။ဦးငွေမောင်ကအချိန်ကိုတစ်ချက်ကြည့်ပြီး သူစောင့်ဆိုင်နေတဲ့အချင်းကလိုသေးတာမို့ကောင်းပြီလေပြန်ကြတာပေါ့ပြောပြောဆိုဆိုဥငွေမောင်ကမမ်းမောက်လို့မြေစီကိုဖက်နှောင်းနဲ့ပောက်ချပြီးအယူရှိရကိုလက်ညှိုးထိုးညွန်လိုက်တယ်ဒီကသူနဲ့အယူတို့ကြားမြွေလွာတွေကအကောင်ပလောင်နေအများပြတိုးဝင်ပြေးလာသလိုဖွာကနေဖွာကနေဖြစ်ပြီးအယူစီကိုအလှင်အမြတိုးဝင်သွားလိမ့်တယ်ဒါပေမဲ့တစ်ဖက်ကအယူကတိုက်ခတ်မှုကိုမြေစီလက်ညှိုးညွန်မန်းနံတပေါ့ရွတ်စုချစ်ဖြတ်ပြလိုက်တယ်ဒီလောက်ပဲလား စောင့်ကြည့်လိုက်ပေါ့။ဥငွေမောင်ကပြောပြောဆွဆွလက်ဖြောက်တုတ်ချက်တီးချလိုက်တယ်။ဂီကနဲ့အတန်နဲ့အတူဥငွေမောင်ရဲ့အနောက်စီမှာအိမ်တလုံးစာလောက်ရှိတဲ့ခွင်းနဲ့ကြီးတစ်ကောင်ပေါ်ထွက်လာခဲ့တယ်။အယူအချက်ချင်းကိုပဲမန်းနဲ့ရွတ်လိုက်တော့ရွှေရောင်တောက်တောက်နဲ့အလုံးကြီးမတဲ့ကြားကြီးတစ်ကောင်ကအယူရဲ့အနောက်မှာပေါ်လာခဲ့တယ်။ကြားကြီးထွက်ပေါ်ပေါ်လာခြင်းမှာပဲအယူအနောက်ကနေခုန်ထက်ပြီးဥငွေမောင်ရဲ့အနောက်ကခွင်းနဲ့ကြီးကိုအပြေးခုန်အုပ်တယ်။ခွင်းနဲ့ကြီးကလည်းမခင် ချားကြီးစီကိုတူယူပြေခုံဝင်လာတယ်။နှကောင်သားကိုက်ခဲတိုက်ပုတ်ကြတယ်ဆိုပေမဲ့အချိန်ဘလောက်မှမကြာလိုက်ဘူး။ချားကြီးရဲ့လက်ချက်ကြောင့်ခွေးနဲ့ကြီးဟာဘိုင်းကနေလဲကြပြီးအခိုက်ခဲခံရရင်ဖြုတ်ခနဲ့ပြောက်ွယ်သွားခဲ့တယ်။ဦးငွေမောင်ကအလွန်မဲ့ဒေါသထွက်သွားတယ်။ချက်ချင်းမဲ့ချားကြီးစီကိုတိုင်နှွားထက်လို့ပေါ်လှုပ်တယ်။ဒါမဲ့သူထိမက်မထားတဲ့အဲ့ဒီအချိန်မှာ ခွေးနဲ့ကြီးနဲ့တပ်ပုတ်ပြီးနောက်တကောင်ထဲသာကျင်ရိတ်ခဲ့တဲ့ရှေးအောင်ချားကြီးကသူ့စီကိုပါဝုန်းကနဲ့ခုံဝင်လာပြီးဟတ်ထိုးလို့ကိုက်ချီသွားခဲ့တယ်။ ဦးငွေမောင်တယောက်ကြာကြီးရဲ့ဗစက်စီမှာသွေးဦးသွေးတဲ့အော်ဟိရေရုံးကပါသွားခဲ့လေတယ်။အယူကလက်ဖြောက်တစ်ချက်တီးလိုက်တယ်။ဒီခါမှာတော့ကြာကြီးကဦးငွေမောင်ကိုကတ်ချီလို့အဝေးတစ်ဖက်ကလက်ကွင်းနေဘက်ကိုပြေးထွက်သွားလေရဲ့။ရှင်ပြိုင်တိုက်ပွဲရဲ့ကိစ္စအဝဝကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့လေပြီ။မနက်မိုးလေးချိန်အယူတရားနွားပြုံနွားလောက်ကိုဆွေးပြီးရွာထဲကိုဝင်လာခဲ့တယ်။သူ့ရဲ့ဥတီယာကနွားပွဲစားထင်ကျော်ရဲ့အိမ်စီကိုထင်ကျော်ရဲ့အိမ်စီကိုရောက်တော့ တိုက်ဆိုင်စွာနဲ့ပဲထင်ကျော်တဖြစ်လဲအရှိတေဆဘာနာဟာစွန့်ငယ်ကြွချင်ဖြစ်နေတယ်အယူအဆသူတို့ဝိုင်းထဲကိုဝင်လာခဲ့တယ်ရောက်လေတော့အရှိတေဆဘာနာကိုဥခိုက်ရှိခိုးတယ်နောက်တော့အကျိုးအကြောင်းရှောက်တယ်မင်းအရှိတေဆဘာနာနဲ့တကမာကြီးရဲ့လက်ထဲကိုသူ့ဆွဲလာတဲ့နှွားကြီးကိုအားလိုက်တယ်ဘေးမဲ့လှုပ်ပြီးဖို့ပြောလာတယ်ပြီးတော့ရွှေလက်စုပ်လေးတစ်ခွေထပ်မံပေးပြီးတော့ထက်ပြောင်ပြောင်တဆေကြီးကိုစောတော့အမျှတန်ဝေပေးဖို့ပြောကာနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ် ထင်ကျော်တို့ဝိုင်းနေရထွက်လာလေတော့အယူအတစ်ချက်ပြုံးလေတယ်။သူလုံးဆောင်ရမယ်တာဝန်ကပြီးသွားခဲ့လေပြီ။ဒါအပြင်ညာတော့မကျွတ်လို့အာလှုပ်ထားတဲ့အစီရင်ကိုပါပဲ့ဖြက်ပြီးပြီမို့ဒီတစ်ချိန်တော့ထက်ပြောင်ပြောင်တဆေကြီးဟာတာတို့ကောင်းစွာခေါ်ဆိုနိုင်ပြီးကျွတ်လို့တော့မအောင်တွေးမိတာကြောင့်ပဲဖြစ်ပါတယ်။ပရိသတ်များရှေ့အယူသူတော်နဲ့ထက်ပြောင်ပြောင်တဆေကြီးဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို။ ဆိုင်ရင်းစရာနောင်ရစေးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလားလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်